နိုင်ငံသားအထိတင်ဖို့ရောင်းချခွင့်ရတော့မယ်ဖတ်သီးမာရဲ့တံမြာသည့်အနှစ်ချုပ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Top Celebish ကနေပြီးတော့ပရိသတ်ဒီအားလုံးကို ပြန်လည်လို့ကြိုဆိုပါရရှင်ဒီရဲ့ပိုင်းအတွင်းမှာဆိုရင်တော့ဖတ်သီးမာကအချင်းပေါင်းရောင်းပြီးတော့ social media မှာနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်ဖတ်သီးမာကဥပိန်တံတားပေါ်မှာအချင်းပေါင်းရောင်းရင်းနဲ့ TikTok ဆော့ပြီးတော့ TikTok ဆယ်လီတယောက်ဖြစ်လာရဲ့လို့ပြောလို့ရပါတယ် ဒီတော့မှကြိရှုသူများပြားလာပြီးတော့ဖက်တီမာစီယာနေပြီးတော့တမယာသည်အချင်းပေါင်းတရသည်အချင်းပေါင်းစားတဲ့အချင်းပေါင်းမျိုးစုံလာရောက်ဝယ်စားတဲ့သူတွေများပြားလာခဲ့ပါတယ်။အရိယာနေမှာတဆင့်ဖက်တီမာကကိုဝင်ရှိတော်တဲ့အချင်းမှာတမယာသည်တို့ကိုစားကြတဲ့အတွက်ကိုရိုင်းတို့စားရနေပြီးတော့ရောင်းချလာတာဖြစ်ပါတယ်။ ဖတီမာရဲ့တံမြသီးတို့ကဆိုရှယ်မီဒီယာမှာရက်ပိုင်းအတွင်းမှာပဲဟိုးလီတကြောကြောနာမည်ကြီးခဲ့ပြီးတော့မန္တလေးမြို့တခွင်အကုံလုံးနှီးပါးက ဖတီမာရဲ့အချင်ပေါင်းကိုမဝယ်စားရသေးဘူးဆိုရင်တော့ခင်မမီဘူးဆိုတဲ့အထီးကိုထရမ်ဖြစ်သွားတာလည်းဖြစ်ပါတယ်။ဥပိန်တရားပေါ်မှာရောင်းချနေတာလူများလာတာကြောင့်ဥပိန်တရားရဲ့အောက်မှာတောင်မှဆင်းပြီးတော့ရောင်းချရတဲ့အထီးဖြစ်လာခဲ့ပါတယ်။အဲလိုရောင်းချတဲ့နေရာမှာလည်းလူအများစီတန်းပြီးတော့တိုးခွေပြီးတော့ရောင်းချရတဲ့အထီးကို ရောင်းအားကောင်းခဲ့တာဖြစ်ပါတယ်။တရက်ကိုတိမ့်ဆဲချီပြီးတော့ရောင်းချရတဲ့အထီးကိုနာမည်ကြီးပြီးတော့အောင်မြင်လာခဲ့တာဖြစ်ပါတယ် ဖတီမာကအခုကိုဝင်ရှိလာတဲ့အချိန်မှာဒီလိုမျိုးစီးပွားရေးတွေပြည်လည်လာခဲ့ပြီးတော့အကျိုးရည်လည်းဆက်နိုင်ခဲ့ပါတယ်။လုပ်ငန်းကိုတိုးချဲ့ပြီးတော့တံမြာသည့်အနှစ်ထုတ်တွေကိုရောင်းချမယ်ဆိုပြီးတော့ကြိုးစားနေစမှာပဲ FTA နဲ့မကိုက်ညီဘူးဆိုပြီးတော့သူရဲ့တံမြာသည့်အထုတ်ဆိုင်ကပိတ်လိုက်ရတာလည်းဖြစ်ပါတယ်။ ဖတီမာကဒီလိုမျိုးအတုံးဆိုင်ပေးရတဲ့အခါမှာလဲဘဝရဲ့လောကဓာတ်လေးကိုခါးသီးစွာနဲ့ရင်ဆိုင်ရတဲ့အခါမှာအရှုံးမပေးဘဲနဲ့ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။အခုတော့ဖတီမာရဲ့စေတနာတွေကအရှောင်ပြန်ဟန့်လာပြီလို့ပြောလို့ရပါတယ်။ဖတီမာကတမယာတိတို့မရောင်းရတဲ့ရှက်ပိုင်းအတွင်းမှာလဲအိမ်အထီးကိုတောင်းပြီးတော့ဝယ်စားတဲ့သူတွေရှိတာကြောင့်မရောင်းမဲနဲ့တမယာတိတို့ပြီးတော့အလူပေးလိုက်တာလည်းဖြစ်ပါတယ်။အခုတော့ဖတီမာရဲ့စေတနာတွေကရှောင်ပြန်ဟန့်လာပြီဖြစ်ပါတယ်။ ဖတီမာရဲ့နိုင်ငံသားအထီးကိုတင်ပို့ပေးမဲ့ကုညီပီးသူပေါ်လာတာဖြစ်ပါတယ်ဖတီမာရဲ့တမယာတိအနှစ်ထုတ်ကိုအိမ်မှာထားကြည့်ပြီးတော့တပတ်အထီးအထားခံတာကြောင့်ကုညီမဲ့သူပေါ်လာပြီးတော့နိုင်ငံသားအထီးကိုတင်ပို့ခွင့်ရတော့မှလည်းဖြစ်ပါတယ် FDA ထောက်ခံချက်တွေကိုလမ်းညွှန်ချက်တွေကိုရအောင်ကုညီပေးသွားမှလည်းဖြစ်ပါတယ်ပြီးတော့နိုင်ငံသားအထီးကို ရောင်းအောင်လို့ဆောင်ရွက်ပေးသွားမှလည်းဖြစ်ပါတယ် ဖတီမာကတော့အရန်ရောင်းလာလို့ဟိုသူ့ကိုမနာလိုတဲ့သူတချို့ကပိတ်ရအောင် ဆိုင်ပိတ်ရအောင် ဖန်တီးခဲ့ပြီမယ်လေအခုတော့သူမရဲ့စေတနာကြောင့်ဒီချက်မကတိုးတက်ဖို့အတွက်ဖြစ်လာပြီလဲဖြစ်ပါတယ်ဖတီမာရဲ့ဘဝကိုကြည့်ပြီးတော့တချို့တွေကလည်းတန်ဝေကရနေကြပါတယ်ကိုကဘာမှမဟုတ်တဲ့အချိန်မှာကို့အပေါ်မှာခေါင်းနာဆိုးတာမသိရပေမဲ့ ကိုတခုခုထားလုံးလိုက်လို့အောင်မြင်သွားတဲ့အခါမှာတော့ကို့အပေါ်မှာမနာလိုတဲ့သူတွေကအကွက်လိုက်အကွင်းလိုက်ကိုပေါ်လာတာလည်းဖြစ်ပါရဲ့ရှင်။အခုတော့ရိုးသားတဲ့ဖက်တီမလေးကိုညီသူတဦးကြောင့်သူမရဲ့တမရသည့်အနှစ်ထောက်ဟာဆွဲတော့နိုင်ငံသားအထီးကိုတင်ဖို့အယောင်ချခွင့်ရပြီးတော့အရင်လိုလဲတမရသည့်ဒုဆိုင်လေးပြန်ပြီးတော့ဖွင့်လှစ်နိုင်အောင်စ조사သွားတော့မှာလေးဖြစ်ပါရဲ့ရှင်။ Okay ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက် Top Celebrity တတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည် တို့ဆုံတွေ့ကြပါစို့ရှင်